ဆဆိုင်ကအဲ့ဒီဇညွန်အဲ့တခန်းလုံးကိုသူကိုယ်တိုင်ရေးလာတာသူရေးထားတဲ့ဟိုစကားပြောတွေကလည်းတော်တော်လေးကိုဘယ်လိုခေါ်မလဲဟိုစာစကားမဆန်မဲနဲ့ပေါ့လက်တွေ့ဆန်တဲ့အတွက်ကိုတို့ကအခက်ခဲလည်းမရှိခဲ့ဘူးဟိုတည်တည်ချာချာလေးလည်းကောင်းကောင်းမွန်မွန်ပြောနိုင်ခဲ့တယ်မင်းအသက်အရွယ်မင်းအလုပ်အကိုင်းမင်းရမယ့်လစာမင်းအနေထားနေမြောက်ကွာဆိုင်းဆိုင်ကဒီဇညွန်ကိုသူကိုယ်တိုင်ဖန်တီးခဲ့တဲ့အချိန်မှာ ဟိုအပြင်လက်တွေ့ဘဝနဲ့လည်းတော်တော်လေးကိုဟိုတိုက်ဆိုင်နေအခုငါသမီးနေနေတဲ့ကျောင်းစရိတ်ဘယ်လောက်ရှိလဲမင်းသိလားသူဘာကားစီလဲမင်းမသိလားတည့်ရနဲ့တမင်ကြိုက်တာလားစကားမှာလဲသူအိုက်တင်နေရပါနေရောပါနေတော့တော်တော်လေးကိုအဆင်ပြေခဲ့တာပေါ့အဲ့ဒါဆန်းဆန်းကိုတော်တော်ကိုကချီးကျူးရတယ်ဒီတကားအဲပြီးတော့မှကိုပြန်ပြီးတော့ ဟိုနောက်ပိုင်းမှာပြန်တည်တာလဲတော်တော်များများစကလုံးနေရလဲသူစကလုံးနေလို့တည်ရတယ်ဒီကားကတော့ဒါဆဆိုင်တော်တော်လေးဇက်ညွန့်ကိုလည်းသူတော်တော်လေးအားထည့်ထားတာပေါ့နော်ဒီကားကအာမန်နေဂျာမတ်တစ်မတ်တစ်ကနေပြီးတော့လမ်းကျွိုင်းနေဒီလိုပဲအဲဆဆိုင်နဲ့ရိုက်ဖို့ရှိတယ်ဒါရိုက်တာကတော့ဥပွားပေါ့နော်အဲပုံမူတာရဲ့အဖေလောက်ရမယ်အဲအဲ့လိုမျိုးပြောတယ်ပြောပြီးတော့ဟိုဇက်လေးလည်းပြောပြတယ်ပြောပြတဲ့အချိန်မှာဒါတော်တော်လေးလည်းဟိုရှေ့မှာအ ဆန်းဆန်းနဲ့ဆုံခဲ့တဲ့စိတ်ကကြိုးလို့ ਆ ဆိုရင်ဒါကကိုတို့ကဟိုနည်းနည်းပဲပေါ့နော်၃စင်းလောက်ပဲပါတာဟိုဒီကားလေးကြတော့လေ character တစ်ခုလဲဟိုဟာဖြစ်တယ်ဒါသမီးကိုအရန်ချစ်တဲ့အဖေအနေနဲ့ဆိုတော့အကိုလည်းတော်တော်ဝမ်းသာပြီးတော့လက်ခံဖြစ်တာပါမင်းအသက်အရွယ်မင်းအလုပ်အကိုင်းမင်းရမယ်လစားမင်းအနေထားနေမြန်ကွာငါအရင်က driver တော့မှတလောက်6သိန်းရတယ်ဆန်းဆန်းကအဲ့ဒီဇညွန်အဲ့တခန်းလုံးကိုသူကိုယ်တိုင်ရေးလာတာ အရင်ကူဇန်ညွန့်ရဲ့ဟိုဟာတော့ရှိရှိချုံရှိမှာပေါ့ဒါသူသူဒီစင်းအတွက်ကိုသူပြင်ဆင်လာပြီးတော့သူပြောပြကျွန်တော်ညတော့မအိပ်ဘူးတဲ့ခုနကလည်းပြောကျင်တဲ့ဥစ္စာရှိရင်ထဲပါတဲ့ရတယ်လို့ဆိုင်းအရင်ဟိုဟာဖြစ်ကြည့်ပေါ့နော်သူကိုယ်တိုင်မဲ့ဒါ dialogue တွေချတယ်သူကိုယ်တိုင်ဟိုသူရေးထားတဲ့ဟိုစကားပြောတွေကလည်းတော်တော်လေးဟိုဘယ်လိုခေါ်မလဲဟိုစာစကားမဆန်မဲနဲ့ပေါ့လက်တွေ့ဆန်တဲ့အတွက်ကိုတို့ကအခက်ခဲလည်းမရှိခဲ့ဘူး ဟိုတည်တည်ချာချာလေးလဲကောင်းကောင်းမွန်မွန်ပြောနိုင်ခဲ့တယ်။အဲ့တော့ဒီစကားမှာလဲသူက identity နဲ့ပါနေရအောင်ပါနေတော့တော်တော်လေးကိုအဆင်ပြေခဲ့တာပေါ့။အဲ့ဒါဆန်းဆန်းကိုတော်တော်ကိုအချီးကျူးရတယ်။ဒီတကားအဲပြီးတော့မှကိုပြန်ပြီးတော့ဟိုနောက်ပိုင်းမှာပြန်တည်တာလဲတော်တော်များများစကလုံးနေရလဲသူစကလုံးနေလို့တည်ရတယ်။ဒီကတော့ဒါဆန်းဆန်းတော်တော်လေးဇက်ညွန့်ကိုလဲသူတော်တော်လေးအားထည့်ထားတာပေါ့နော်။ငါသမီးကင်နေတဲ့ပတ်စံအိတ်တလုံးတလုံးရဲ့တန်ဖိုးဘယ်လောက်ရှိလဲမင်းသိလား။ ကိုကလေအဲသမီးလေးရပြီးကလေးကဟိုသမီးလေးကိုတအားကိုချစ်တော့ဟိုသမီးအဖေလောက်ရတဲ့ဇာယုတ်တွေဆိုရင်ကို့အတွက်ကတောက်လျှောက်ပဲအခက်ခဲမရှိခဲ့ဘူးဟိုဒါအားလုံးအတိမတ်ပြုခံခဲ့ရတဲ့သမီးဆိုးကစပြီးတော့ဗောနော်ဒါအခုနောက်ဆုံးဒါဆိုအခုလက်ရှိအထိဆိုရင်ပြန်ဆက်လက်မိုးဗောနော်အဲအဲ့လိုအထီးဆိုတော့ဟို သမီးကိုချစ်ရမှာအဲ့လို သမီးပေါ်မှာထားရတဲ့အဲမေတ္တာတွေ အဲနော်ဟိုဒီဂယုဆိုင်မှုတွေကျင်နာမှုတွေနှွေးထွေးမှုတွေအကြတော့ဟိုလှုပ်ယူစရာကိုမလိုတော့တာအဲသူတို့လည်းတကယ်တမ်းလည်းပြီးတော့ဒီအခုမင်းသမီးလေးတွေကလည်းအဲအရန်ကြီးဟိုကိုရိုးအနေနဲ့အသက်မတိမ်မရင်လည်းမဟုတ်ဘူးကွာတကယ်ကိုသမီးအရွယ်ဖြစ်နေတော့အဓိကအသက်20ကျော်လောက်ကိုကွာနေပြီဆိုတော့လေတော်တော်အဆင်ပြေတယ်လို့ရတယ်မကျေနိုင်ဘူးဒါလို့မကျေနိုင်ဘူးအခုလည်းနေကိုဖိုင်လုံးလာတော့တာ အဓိကလေဟိုဒီဇက်ပေါ်မှာလဲလေအလိုကြီးခက်ခဲလာတဲ့ဒီဟိုဘယ်လိုခေါ်မလဲဆွေးနွေးမှုတွေအဲဒီဟိုအမျိုးတွေမလုတ်ခဲ့ရအောင်မလုတ်ခဲ့ရအောင်ဒီပုံမမိသားလေးဆိုလဲဒါတော်တော်လေးဟိုသူ talent တော်တော်ကောင်းတယ် ဟိုပွင့်လင်းပြောရင် तू ဆိုရင်ဒါရုပ်ရှင်ကားကြီးအများကြီးမရှိသေးဘူးလေ तू ဆိုရင်ကိုတို့ထင်တော့အော် तू ဆိုရင် idea တွေ drama တွေဆိုရင် तू ရရပါမလားလို့တော့ကိုတို့ထင်တာတကယ်ကိုကိုဟိုအခက်ခဲမရှိ ကိုတို့တွေမဆာလေးတို့တွေနဲ့အတူတူကို तू လိုက်ပြီးတော့ကိုအကောင်းဆုံးလုပ်နိုင်ခဲ့တယ်အဲ့အတွက်လည်းဟိုဟိုဂျန်တဲ့အပိုင်းတွေအခက်ခဲမရှိဘူးကိုတို့ကဒီဖြစ်တဲ့အကြောင်းအရာပေါ်မှာပဲအားလုံးခံစားပြီးတော့အကောင်းဆုံးလုပ်နိုင်ခဲ့တယ်ပေါ့လူတယောက်ကိုချက်ဖို့ဆိုတာမလွယ်ဘူးကို ချစ်ပြီးသားလူတစ်ယောက်ကိုပြန်မချစ်ဖို့ဆိုတာပုံပြီးတော့မလွတ်ဒီဇာကားမှာဆိုလဲဘုမမီတာလေးကိုဒီလိုလေးပဲဟိုခုနကပြောသလိုပေါ့ဒီကြော်ညာထဲမှာအဲဒီလေပြေဆိုတဲ့ကောင်လေးနဲ့သဘောမတူဘူးဆိုတာကလည်းအဲဒီကိုကိုရိုင်းနဲ့ကိုနဲ့အသက်ကတိတ်မကွာတော့သဘောမတူတဲ့အနေထားပဲရှိတယ် အဲဒီဒါကတော့သမီးကိုချစ်တဲ့အတ္တပေါ့နော်အတ္တကြောင့်သဘောမတူဘူးအဲပြောလိုက်တဲ့စကားလုံးတွေကလည်းခုနကပြောတဲ့ဆိုင်းဆိုင်းကဒီဇန်ညွန်းကိုသူကိုယ်တိုင် ဖန်တီးခဲ့တဲ့အချိန်မှာဟိုအပြင်လက်တွေ့ဘဝနဲ့လည်းတော်တော်လေးကိုဟိုတိုက်ဆိုင်နေဒီဟာကိုလက်ခံနေအဲအဲ့ဒီဇက်ဝင်ကန်းမှာလည်းဒီလိုပဲပြီးသွားတဲ့အချိန်မှာဒီလေပြေဆိုတဲ့ကောင်လေးကဒီစကားတွေအကုန်လုံးလက်ခံသွားတယ်တကယ်လဲကြားတဲ့လူတွေလည်းဒီတိုင်းပဲသူကတဘာဝကြကြကိုပြောသွားတာပေါ့နော် အဲအဲ့တော့ဒီသမီးလေးကိုတအားချစ်တဲ့စိတ်တွေရှိထားတော့အဲခုနကဒါအမမေးတဲ့မိကုံးဆိုရင်ဒါဘလို့မကွာဟိုဒီသမီးကိုပဲစိတ်ထဲထည့်ထားလိုက်ရင်ဖြစ်တယ်ဒီအဖြစ်ပြက်ကြီးတာတကယ်အပြင်မှာဖြစ်ခဲ့ရင်ဆိုတော့စိတ်ပဲထားလိုက်တာအဲအဲ့ခန်းဆိုလဲကိုတခါပဲတခါပဲရရတယ် အဲ့အဲ့ခန်းဆိုလဲဒါပဲဗျာဥပွားဟဲ့အဲ့လိုမျိုးလေးဆိုတာတော်တော်လေးကိုဂျင်းနဲ့ခဲ့ရတာဗောနော်ဟိုကင်မရာအချိုးရအကြက်ရိုက်တယ်အကြက်ရိုက်တယ်ဆိုရင်နှစ်ခါရိုက်လိုက်တယ်ဒါလောက်ပဲအခုဘာမှပြန်လုပ်စရာတော့မလိုခဲ့ဘူးဗောနော်မူကငါသမီးလေးတကယ်သာဒီလိုဖြစ်ရင်ဆိုတဲ့စိတ်ပဲထားလိုက်တာအခုငါသမီးနေနေတဲ့ចောင်းစရိတ်ဘယ်လောက်ရှိလဲမင်းသိလားသူဘာကားစီလဲမင်းမသိလားတည့်ရနဲ့တမင်ကြိုက်တာလား ဆန်းဆန်းကသူ့ရဲ့အသက်အရွယ်နဲ့လည်း character တခုကိုဝင်အောင်ထည့်လိုက်တာပေါ့နော်အဲခုနကပြောတဲ့ဒီဥယျာဉ်နိုင်နဲ့တွေ့တဲ့ scene ဆိုလဲဒါအဲ့လိုမျိုးလေးပေါ့နော်ဒီအဲမင်းသမီးနှစ်ယောက်မှာဆိုလဲမေတုခိုင်ကဒါဘုမမီတာထက်နည်းနည်းအသက်ကြီးမယ်အဲအဲ့လိုမျိုးလေးတွေအားစားသူတေချာလေးကိုချိန်ပြီးတော့ရွေးထားတာပေါ့ပြီးတော့သူတငယ်ချင်းနေရာမှာတရုတ်ဆောင်နဲ့ဒါအသိန်းဆိုလဲဟာတော်တော်မိုက်တယ်သူပြောလိုက်တဲ့ဇာတ်ကားတိုင်းကတခွန်းဆိုတခွန်းအားလုံးပွဲကြတာပဲပေါ့နော် နောက်ပြီးတော့ sweet အာကဲအ ြိုကြီးမမကလည်းလုံးဝမိုက်တယ်ဒီကတော်တော်လေးအကုန်လုံးပါတဲ့လူတွေအကုန်လုံးကောင်းကြတယ်ကောင်းကြတယ် အာမဟုတ်ပြီးတော့တေဇလင်းအောင်ဆိုလဲကိုပြောချင်တာ तू ထွက်လာတဲ့အချိန်မှာလုံးဝဘိုးဖြစ်တယ်ကွာတိလာအဲ့လိုမျိုးကိုစစတွေကပြောပါတယ်ဒါတော့မှအဲကိုတို့ talk show နေကကိုတို့ဒါအဲ story board ပေါ့နော် story board မှာအနီတို့ studio မှာကိုတို့တွေစုံပြီးတော့ talk show ရိုက်တော့ဆိုဆိုင်ဆိုင်ပြောပြတာနဲ့တည်းဟာဒီစားလင်းအောင်နေရာလဲမိုက်တာပဲဆိုကြည်လိုက်တဲ့အချိန်လဲတကယ်ကိုဘိုးဖြစ်အောင်ရိုက်ပေးထားတယ်အဲ့ဒါတခုကလဲဆိုင်ဆိုင်က အဲနောက်တစ်ခုကသူကားဆိုပြီးတော့သူတယောက်တည်းရှေ့ထွက်တဲ့ဟာမျိုးကိုမဟုတ်ဘဲနဲ့ကြံတဲ့သူတွေကိုလည်းဘိုးဖြစ်အောင်ရိုက်ပေးထားတာအဲတွေ့ရတယ်။နေကငါတော်ပဲဖြစ်ရမယ်နော်။နေဘေးနားမှာအမိုက်တွေရှိရင်ငါအကုန်မီးရှော့ပြစ်မှာနော်။ပင်ကြီးရလဲကွာ။ဗျာမဲမသိတဲ့ဘိုးကြီးဘာလို့ခေါ်လာလဲမသိဘူးဒီဆက်ဆိုင်နဲ့ရိုက်တဲ့ပြင်ဆက်လက်မှုဇာကားဆိုရင်ပြန်ကြည့်ပြီးတဲ့အချိန်မှာဂျင်းနဲ့ရတာပေါ့နော်အဲအဲ့လိုမျိုးဖြစ်အောင်လည်းအမြဲတမ်းကြိုးစားပါမယ်ဒါပေမဲ့ပရိသတ်တွေကြိုက်တဲ့ ဇက်ကောင်နဲ့တထက်တည်းမဖြစ်ခဲ့ရင်လည်းတောင်းပန်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီဇက်ကောင်ဈေးရိုက်ပြပြင်လားမပြပြင်လားဆိုတော့အဲပုံမှန်ကြည့်ပြီးတော့ဝေဖန်ပေးကြပါအကြံပေးကြပါလို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်